ုတ်ရတဝါရဲ့အောက်စီကျောက်စီကျောက်သားများနဲ့အမခန့်စရာတီတဘာဝပြည်သူကဤစောက်တီချားလေသည်ငွေကိုဖျားပေါ်တင်ထားတာနော်ငွေဆိုတာတရိတ်ဆန်ဖြစ်ပါတယ်တရိတ်ဆန်ဆိုတာဟာ လူတွေလိုကုသိုလ်အကုသိုလ်လည်းမသိပဲအိစားကာမ၃ခုကိုသာသိတဲ့အတွက် 32ပုံမှာရုံနိုင်ဆုံးတတဝါလို့ဦးစင်ပြောဘူးပါတယ်နော်မြတ်စွာဘုရားဆိုတာ32ပုံမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီလိုအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားဤကိုစားတဖွဲ ဖြစ်တော်မူသောရုပ်ပွားစင်းတုတော်နဲ့တရိษံဖြစ်တဲ့မွေတွေကိုအတူတူရောထားတာဟာလုံးဝမလုပ်သင့်ပါဘူးပလိမျိုးမှာမွေဖျားဆိုတာရှိပါတယ်အဲ့ဒီမွေဖျားဆိုတဲ့ပွဲနာမည်က လူတွေပေးထားတာပါနော်ဖះကိုမွေတွေနဲ့အတူရောထားပါတယ်အဲ့ဒီလိုရောထားတာဟာမသိတော့ကြောင်းစာတက်ပေတဲ့ဆရာတော်တွေကပြောဆိုတားမြစ်ကြပါတယ်ဖြူးဆရာတော်ကြီးဆိုရင်တရားတဲ့ထဲ့ဟောပြီးတောင်တားပါတယ်ဘလို့ပဲတားတာတားလို့မရပါဘူးပြောဆိုဆုံးမတဲ့ဖုန်းကြီးတွေကိုမုန်းတာပဲအဖက်တင်ပါတယ်ဒီလိုလောက်တာတွေကိုဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားသောဘာသာဝင်တွေကမြင်တဲ့အခါမှာမင်းတို့ဗုဒ္ဓဘာသာဝင်တွေကတရိစ္ဆာန်တွေနဲ့လဲဖျားကိုအတူထားပြီးအိုးကွယ်တာပဲလားလို့မေးရင်ဦးစင်းတို့ဘယ်လိုဖြေကြမလဲဟမ်ဒါကြောင့်မလုကောင်းတဲ့အလုပ်လဲဖြစ်တယ်လို့အခြားဘာသာဝင်တွေရဲ့အလဲမှာလဲပဲကဲ့ရဲ့စရာဖြစ်တဲ့အတွက်ကြောင့်တရိစ္ဆာန်ဖြစ်တဲ့မျိုးတွေကိုဖျားနဲ့အတူရောထားပြီးပူဇော်တာမျိုးမလုပ်ကြပါနဲ့လို့ မေတ္တာရက်ခံပါတယ်เนาะ ယခုမြင်တွေ့ရတဲ့ဗီဒီယိုဖိုင်ကဖះရုပ်ပွားစင်တူရှိမှာစပယ်ကြီးမွေကိုကင်ပြီးကခုန်နေကြတာဖြစ်ပါတယ်။သူစင်တို့ဗုဒ္ဓဘာသာဝင်တွေဟာရုပ်ပွားစင်တူတွေကိုကိုးကွယ်တယ်ဆိုတာတကယ်တတ်တော်ထင်ရှားဖះရှင်ကိုရည်မှန်းပြီးကိုးကွယ်တာဖြစ်ပါတယ်။အဲ့ဒီလိုတတ်တော်ထင်ရှားဖះရှင်ကိုရည်မှန်းပြီးကိုးကွယ်တာဖြစ်တဲ့အတွက်ရုပ်ပွားစင်တူတော်တွေကို သတ်တော်ထင်ရှားဖျားကဲ့သို့သဘောထားသင်ပါれမြတ်ဗုဒ္ဓဤကိုစားတခွေဖြစ်တော်မူသောဗုဒ္ဓရုပ်ပွားဆင်းတုတော်ရှိမှယခုလိုမဖွဲမရလှုပ်ခြင်းဟာဗုဒ္ဓအဂါရဝဖြစ်စေတဲ့အတွက်ဗုဒ္ဓဘာသာဝင်များအနေဖြင့်ရှောင်ရှားသင်တယ်လို့တာဝင်တည်သူများအနေဖြင့်ကလည်းတားမြစ်ပေးသင်ပါれသို့မှသာဦးဇင်းတို့ဗုဒ္ဓဘာသာဟာတန်ရှင်းစင်ကြယ်လာပါလိမ့်မယ်